မင်္ဂလာပါရှင်စေရေး17လ2025မှာ16ရေး17လ2025တပတ်တာတောက်ကြတာတပီချင်းမေးစုရဲ့အလုပ်ကံကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်တောက်ကြတာတပီချင်းမေးစု၏အလုပ်ကံအရေးကောင်းနေပါလိမိမိအနေနဲ့အလုပ်မရသေးဘူးဆိုတော့ချင်းမေးစုရေးဆိုရင်လည်းဒီတပတ်ထဲမှာအလုပ်ကံနဲ့ပတ်သက်တဲ့အခွင့်အလမ်းလေးပေါ်လာစီပြီးပြပြရပါမယ်တန်မှုကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ် မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့အကူအညီမရတဲ့အပြင်မိတ်ဆွေတွေရဲ့ညှိညင်တာအပြစ်ပြောတာတွေခံရတပါတယ်အင်းနဲ့ပတ်သက်ပြီးတော့ကံရံကောင်းတွေအင်းရဲ့အထောက်ပံ့ကောင်းတွေရမယ်အင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းတွေငွေကြေးကိစ္စတွေရအစစကားပြောဆိုရတာလွဲကွေးစီမယ်လို့တွေ့ရပါတယ်ရှင်မျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ကောင်းတွေရမယ်ရှင်မျိုးသားချင်းစီကနေပြီးတော့မှအဖက်ဖက်ကနေအကူအညီပံ့ပိုးမှုတွေရရှိစီမယ်လို့တွေ့ရပါတယ်ရန်အင်းရဲ့အတိုက်အခိုက်လုံးဝမရှိပါဘူးရှင် အချင်းရင်းနဲ့ပတ်သက်ပြီးတော့ချစ်သူရဲ့အဆက်တွေဖြတ်တောက်ခြင်းကိုခံရတဲ့ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်အတွေ့ကျမ်းမာရေးညံ့တာမျိုးပူပန်တာမျိုးကြုံရတတ်တယ်မိမိကိုယ်တိုင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဥကောင်းနေမကောင်းတာအာရုံကြောအားနေတာအမြင်နဲ့မူးမော်နေတာမျိုးတွေဖြစ်တဲ့ကိစ္စိုက်ပါနော်အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူးဘာကြောင့်လဲဆိုတော့ အလုတ်ကိုင်းခွန်းလန်းလေးတွေပေါ်လာတဲ့အခါမှာမိမိဘက်ကနေပြီးတော့ဘာလေးပဲဖြစ်ဖြစ်အာတုံခွန်းဆိုင်နဲ့ဝရိယကောင်းကောင်းလေးထားပြီးတော့လုဆောင်လိုက်ပြီးဆိုရင်ဒီတစ်ပတ်တည်းမှာအလုတ်ကိုင်းအရန်ကောင်းနေတယ်လို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလုံကောင်းနေတယ်ထီထိုးကန်ဆန်းခြင်းတွေဆိုရင်တော့ရှစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့လက်ထဲမှာငွေစုထားလို့မရဘူးအဲ့တော့မိမိယုံကြည်စိတ်ချရတဲ့နေရာမျိုးမှာငွေစုစောင့်ထားမိဆိုရင်ငွေအဖက်တင်ပါလိမ့်မယ် အောင်နဲ့ပတ်သက်ပြီးတော့ကိုပိုင်ဆရာချုပ်ကိုပြစ်ကြည့်လိုက်တဲ့အခါမိမိကိုတစ်ဖက်လူကလိန်လေတာလှည့်ပြားတာခံရတဲ့တည်းဒါကြောင့်အလေးမခံရအောင်တတိလေးထားပါနော်။နောက်ကြတော့ဒီချင်းမိတ်ဆွေတွေကန်ထောက်ဖက်ဖြစ်စီတဲ့ခရီးယာကောင်းလေးပြေးချင်ပါတယ်။တော့ကြတာတပိချမိဆွေတပတ်တာပြုလို့ဆောင်ရမယ့်ယရိယာကမိမိနေအိမ်ကဖျားမှာရွှေရောင်ရက်ကလေးကိုးချောင်းလူတဲ့ချင်းဖြစ်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ့်လူတွေ့ရပါလိမ့်ရှင် မင်္ဂလာပါရှင်စေ17လ2025မှာ16ရက်17လ2025တပတ်တာစနေသားသမီးချင်းပြည်စုရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလိမ့်ရှင်စနေသားသမီးချင်းပြည်စုအလုပ်နဲ့ပတ်သက်ပြီးတော့မိမိဘက်ကနေပြောဝါဆိုရတာခက်ခဲစီတာလေးတွေနှောင့်ကြံ့ကြမှုလေးတွေနှောင့်နှီးစီတာလေးတွေဒီလိုလေးတွေ့ရပါတယ်တန်ဖိုးကြီးသောပစ္စည်းထွက်တတ်ပါတယ်ယူဆိုင်ပါနော်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့ အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိစီတာကတစ်ဖက်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့ပူပန်စီရတာတစ်ဖက်ဒီလိုလေးတွေ့ရပါလေအိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေအရန်ကောင်းနေအိမ်ကနေမမျော်လင့်တဲ့အကူအညီကောင်းလေးတွေအိမ်နဲ့ပတ်သက်ပြီးတော့အကျိုးပြများစွာရရှိစေတာလေးတွေဒီလိုလေးတွေ့ရပါလေရှင်ယူသားချင်းနဲ့ပတ်သက်ပြီးတော့မိမိမမျော်လင့်ထားတဲ့အရာလေးတွေအခွင့်အလမ်းလေးပေါ်စေတာမျိုးရှင်ယူသားချင်းစီရနေပြီးတော့တည်ငြိမ်ကောင်းလေးကြားရတာမျိုးဒီလိုလေးတွေ့ရပါလေ ရန်အနေနဲ့တိုက်ခိုက်လုံးဝမရှိပါဘူးရှင်။ချစ်သူခင်သူတွေပေါ်လာတဲ့တပတ်တာလို့လည်းတွေ့ရပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူအပေါ်မှာအလိုမကျတာစိတ်တိုင်းမကျတာချစ်သူနဲ့ခဏခဏစကားတွေမရတာတစ်ချက်ချက်ဖြစ်တာလေးကြုံရပြီ။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်အတွင်းကိုကလုချင်တဲ့အရာလေးတွေကိုကဖြစ်ချင်တဲ့အရာလေးတွေဒါမှမဟုတ်အိမ်တော်ဘက်ရွေထားတဲ့ကိစ္စလေးတွေလင်မယားနှစ်ယောက်စိတ်တူကိုတူလေးတွေအလုတ်ကိုင်းတဲ့ပတ်သက်တာပဲဖြစ်ဖြစ်ငွေကြီးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်အလုံးစုံ လုတ်ကိုင်းရမယ်လို့တွေ့ရပါတယ် ကျမကြီးနဲ့ပတ်သက်ရင်တော့ဂိမ်းဆိုင်ပါကျမရဲ့ညံ့ပြီဆိုလို့ချင်းခြေတော်တစ်ချောင်းလုံးကိုက်တာခဲတာနာလာကျင်တာလီးလန်တာထိုင်းမိုင်းတာဒီလိုလေးဖြစ်တဲ့ပိုင်းအေးချမ်းမှုညင်းချမ်းမှုရောက်ရှိလာမယ့်တပတ်တောင်လို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအလုံးကောင်းပါတယ်ထီထုတ်ကန်ဆန်းကျင်နေဆိုရင်တော့သုံးတလုံးထီထုတ်ကန်ဆန်းလို့ရပါတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့ကိုဖြစ်ချင်တဲ့အရာလေးတွေကိုပြောချင်တဲ့အရာလေးတွေဝေးကြီးကိစ္စတွေလဲပတ်သွားမယ်အဆင်ပြေသွားမယ်ဒီလိုလေးတွေ့ရတယ် အလုံးနဲ့ပတ်သက်ပြီးတော့ပုံပန်စရာချုပ်ငုပ်ပြီးကြည့်လိုက်တဲ့အခါရုပ်တရက်ဖြစ်စီတဲ့အရာလေးကိုသတိထားပါအဲ့တော့မိမိမိသားစုတော်၎င်းမိမိကိုယ်တိုင်တော်၎င်းဒီလိုရုပ်တရက်ဖြစ်စီတဲ့အရာလေးကိုခရုစိတ်အမဲအနေထားလေးတစ်ခုတွေ့ရပါတယ်ဒီတော့ဇနီးသားသမီးချင်းမိတ်ဆွေတို့ကံတောက်ပဲဖြစ်စီတဲ့ရေရာကောင်းလေးပြီးချင်ပါတယ် နေသားသမီးချင်းမိစု၏ပြုလုပ်ဆောင်ရမယ့်တပတ်တာရေဒီယာကရေဒီတစုတော်ပါမိမိရဲ့မွေးနံ့တော်မှာထီးအနီအောင်ဆက်လက်လုပ်ရခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားပြီလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်။ဆေးရဲ7လ2025မှာ16ရက်7လ2025တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ အင်္ဂါတော်မိချင်းမိတ်ဆွေအလုတ်ကံအရန်ကောင်းနေအလုတ်နဲ့ပတ်သက်ပြီးတော့အကျိုးမြတ်များစွာရရှိစေမယ့်တပတ်တာမိမိကအလုတ်တွေကိုတူးချဲ့ပြီးတော့လုတ်ကံရတာရည်ရထားတဲ့ကိစ္စလေးတွေအဆင်ပြေစေတာဒီလိုလေးတွေ့ရပါတယ်တံမိုးကြီးတော့ပြည်စီဝင်လာမှုရှိနေပါတယ်မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာစိတ်မကောင်းစရာလေးတွေကြုံရတတ်ပါတယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရဲ့တည်းနောက်ဆက်တင်ရတာအိမ်ပေါ်မှာမိမိစိတ်တိုင်းမကြတာအိမ်မှာနေလို့တဲ့စိတ်မရှိတာဒီလိုလေးတွေ့ရပါတယ် ဆွေမျိုးသားချင်းရဲ့အကူအညီကောင်းကြံ့ကြံ့ကောင်းလေးရောက်ဖို့ရှိတယ်။ယနေ့နဲ့ရဝေးဆိုရင်ရဝေးမှာရှိနေတဲ့ဆွေမျိုးသားချင်းစီကနေအကူအညီရမယ်လို့တွေ့ရပါလိမ့်။ယန်အနေနဲ့တိုက်ခိုက်ရှိတဲ့တတိထားမှာတော့မိမိကိုမနာလိုနေတဲ့သူမိမိကိုအပြစ်ပြောမဲ့သူတွေရှိတယ်ဒါကိုတတိထားပါ။အခြေအနေနဲ့ပတ်သက်ပြီးတော့မိမိချစ်သူအပေါ်မှာ စိတ်ကုံစိတ်ပြတ်သွားတာနောက်တန်တရားတွေဝေနေတာဒီလိုလေးတွေ့ရတယ်အိမ်တော်ရင်းနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ရဲ့အလုတ်ကင်ခွန်းလန်းလေးတွေပိတ်ဆို့နေတာဖြစ်တဲ့အတွက်ကြောင့်စိတ်ကင်းရပါလိမ့်မယ်ကျမ်းမာရင်းနဲ့ပတ်သက်ရင်တော့စူးချိုးလုံးဝမရှိပါဘူးရှင်အေးချမ်းမှုရေးချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိတီတယောက်တည်းပြင်ပပန်းပန်းနေအာသွန်ခွန်ဆိုင်လုပ်နေရတဲ့အရာလေးညာနေပါလိမ့်မယ်။မိသားစုကအကူအညီမရဘဲနဲ့မိသားစုရဲ့ဖြစ်စည်းမှုတွေစိတ်ပင်ပန်းမှုတွေဒါလေးတွေကိုရရှိစီမင်း င်မှာပါနေကဲနဲ့ပတ်သက်ရင်တော့ကံအားနေတို့ပဲမဖြစ်မနေထီထိုးကန်ဆန်းခြင်းနေဆိုရင်တော့နှစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်ငွေချင်းလလာပါတယ်ပွန်လမ်းမေရှင်လမ်းမေတို့တော့လက်ထဲမှာငွေလုံးဝမမြဲဘူးဒါကြောင့်လက်ထဲမှာငွေစုမိပြီဆိုရင်တန်ဖိုးကြီးတို့ပစ္စည်းတစ်ခုခုကိုစုဆောင်းထားပါဒါဆိုရင်ငွေချင်းကိစ္စအဆင်ပြေပါလိမ့်မယ် အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုပ်ကိုပြစ်ကြည့်လိုက်တဲ့အခါစိုးရတဲ့ပူပန်မှုမျိုးမတွေ့ရဘူးမိမိသည်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဘယ်ရောက်မှတသက်မထဲမလုပ်ဘဲနဲ့အမြဲပြောင်းလဲပြီးတော့စမ်းသစ်ပြီးတော့တီထွင်ပြီးတော့လုပ်ကင်နေတဲ့အရာလေးတွေဆိုရင်ဒီတစ်ပတ်ထဲမှာပို့ပြီးတော့အောင်မြင်စေမယ်လို့တွေ့ရပါတယ်ဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတို့အတွက်ကံထောက်ပံ့ပြည့်စုံတဲ့ရေရေကောင်းလေးပြီးချင်ပါတယ် ။ဤကသာသမီချမိဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာကမိမိဒီဤကဖះမှာတာကူဂျိုးတဝဲလူတဲ့ချင်းဖြစ်ခက်ခဲနေသောတပတ်တာအလို့ဆုံးပြည်လည်သွားပေးတို့တွေ့ရပါတယ်ရှင်။